လူတွေရဲ့စိတ်ဓာတ်ဟာလောကရဲ့သဘာဝနဲ့ကြုံတွေ့ပြီဆိုလို့ရှိရင်ရိမ့်ရိုင်ပြီးတော့သွားတတ်တယ်အဲ့ဒါမကြန့်ခိုင်လို့ရိမ့်ရိုင်လာလောကရန်ကိုဥပမာပေးတယ်မုံတိုင်းနဲ့ဥပမာပေးတယ်ဒါမို့လောကရန်မုံတိုင်းလို့ပြောကြစဉ်းစားကြည့်လေတနာ yı ပိုင်း90ပိုင်း60ပိုင်း120တိုက်တဲ့မုံတိုင်းနဲ့ ဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါကျတော့ကြံ့ခိုင်မှုအားနည်းတဲ့တပင်နေအမြစ်ပါထောင်လဲသွားတိုးတော့အဲ့ဒီမုံတိုင်းဓာမျိုးဘလောက်ပဲတိုက်တိုက်လဲပြုံမသွားတာကတော့တောင်ကြီးတွေပဲ။ ။အဲ့ဒါလို့ပြင်းထန်တဲ့မုန်တိုင်းရှိတဲ့အတန်းနဲ့တစ်ပင်ကဘာလို့လဲပြီးတော့တောင်ကြီးတွေကြတော့ဘာလို့မလဲသလဲလို့ဆိုရင်ကြန့်ခိုင်မှုမတူတာပဲအဲ့ဒါထို့တူပဲလောကမှာလူရည်လူဖြစ်လာတဲ့ပုံကိုယ်တွေလောကရံနဲ့ကြုံတွေ့လာတဲ့အခါတချို့ကဘုံဘုံလဲသွားတယ်စိတ်ဓာတ်အနေထားတွေပြက်ပြားသွားတယ်တချို့ကစိတ်ဓာတ်အနေထားမပြက်ပြားပဲနဲ့ ရင့်ကျက်မှုတွေပို့ပြီးတော့ရလာတယ်။တောင်ကြီးလိုခိုင်မာတယ်။တချို့ပုဂ္ဂိုလ်တွေကတစ်ပင်လိုရင်းရိုင်နေတယ်။လောကရန်ချင်းတုံ့ကြုံတွေ့တာချင်းတူတူပဲလောကရန်မုံတိုင်းရဲ့အတိုက်ခံရတာချင်းတူတူပဲ။သို့သောအတွင်းအစ္စတ္တစိတ်ဆွမ်းအားအတိညာဆွမ်းအားနေပြီဆိုလို့ရှိရင်ရင်းရိုင်ပြီးတော့ နေရတဲ့တစ်ပင်သို့မဟုတ်အမြစ်ပါကျွတ်ထွက်ပြီးတော့လဲသွားတဲ့တစ်ပင်သို့မဟုတ်အကိုင်းနေပါတွေကျုပ်ပဲ့သွားတဲ့တစ်ပင်လိုပဲလောကရန်ကိုမုံတိုင်းရဲ့ထံကိုခံလိုက်ရတဲ့အခါမှာမလှမပဖြစ်သွားကြရဲ့အေးတောင်ကြီးတွေကြတော့တဇက်ကမလှုပ်ရှားမှုမပြုတ်ပဲနဲ့ မုံတိုင်းနေဘလောက်ပြင်းထန်ပြင်းထန်တောင်ကြီးတွေကကြန့်ခိုင်းနေကြတယ်အဲ့တော့ဘုန်းကြီးတို့တွေဟာကိုယ့်ရဲ့စိတ်ဓာတ်တွေတောင်ကြီးလို့ခိုင်မာအောင်ကျင့်ဖို့လို့လေ့ကျင့်ပြီးတော့ယူရမယ်လို့ဒါပြောတာเนาะ